စင်နယ်ဖန် channel ကနေပြန်ပြီးကြိုဆိုပါရစေ။ခုချိန်မှာတော့အင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့ Arsenal U18 ရဲ့အကောင်းဆုံးခံစင်မှုလို့တတ်မှတ်ခံထားရတဲ့လူငယ်လေးတယောက်ကြောင့်ပြောပြချင်ပါတယ်။သူ့နာမည်ကတော့ Marley Simon ပဲဖြစ်ပါတယ်။သူကအသက်15နှစ်ပဲရှိပါသေးတယ်။2009ခုနှစ်ကမွေးဖွားတဲ့ကလေးတယောက်ဖြစ်ပါတယ်။သူကတော့ဒီ Manchester United နဲ့ပွဲမှာအင်မတန်မှကောင်းမွန်တဲ့ခြေစွမ်းပြခဲ့တာဖြစ်တဲ့အတွက် Van Dijk လက်သစ် ဒါမှမဟုတ်ဆလီဘာလက်သက်ဖြစ်နေတယ်ဆိုပြီးတော့နာမည်တွေကျော်နေတဲ့ကလေးလေးပဲဖြစ်ပါတယ်။သူကအာဆင်နယ် U16 မှာလည်းကစားနေတယ်လို့အာဆင်နယ် U18 မှာလည်းနောက်ခံစမှုအနေနဲ့အထက်ပါဝင်ကစားပေးနေတာဖြစ်ပါတယ်။သူကစားခဲ့တဲ့ပွဲတိုင်းမှာကိုဖျက်ထုတ်မှုတွေပေါများစွာပြုလုပ်ခဲ့ပြီးတော့မှပရိသတ်တွေအားပေးမှုကိုလည်းခံနေရတဲ့15နှစ်အရွယ်ခံစမှုလေးဖြစ်ပါတယ်။ဆိုတော့ဒီခံစစ်မှုလေးကလာမဲ့နှစ်နှစ်သုံးနှစ်အတွင်းမှာဘယ်လိုခြေစွမ်းမျိုးတွေထပ်ပြသွားမလဲဆိုတာကတော့ ရိသတ်တွေကျွန်တော်တို့တွေဆက်ပြီးစောင့်ကြည့်သွားဖို့ပဲဖြစ်ပါလေ။ဆိုတော့ဒီကလေးလေးကသူကစားတဲ့ဘိုင်းမှာတော့အင်မတန်မှအာယုံကြည်မှုရှိရှိကစားပါလေ။တချို့တော့ပွဲတွေမှာကြည့်လိုက်မယ်ဆိုတော့ကဘန်ဒိုက်ပုံစံမျိုးမြင်ရတယ်။တချို့တော့ပွဲတွေမှာတော့ဆလီဘာပုံစံမျိုးကစားတာတွေ့ရတယ်။ဒါပေမဲ့ဆလီဘာနဲ့ဘန်ဒိုက်နဲ့ကစားပုံရတဲ့ဆင်တူပါလေ။ဒီကလေးလေးကလည်းတည်တည်ငြိမ်ငြိမ်နဲ့ပဲနောက်မှကစားနေတာဖြစ်တဲ့အတွက်ပရိသတ်တွေအားပေးမှုကိုလည်းတနက်ခဲ ခံနေရတဲ့ကလေးလေးဖြစ်ပါလေအသက်က15နှစ်ပဲရှိပါသေးတယ်ဒီ15နှစ်ရွယ်နဲ့ဒီလောက်ထိတည်ငြိမ်တဲ့ခြေစိုးမျိုးတွေပြနိုင်တာတော့အန်ဝေါ်စရာကောင်းပါတယ်ခင်ဗျာဆိုတော့ဒီအင်္ဂလန်နိုင်ငံသားလေးပဲဖြစ်ပါလေဆိုတော့အင်္ဂလန်နိုင်ငံမှာလည်းလာမဲ့အနာဂတ်မှာဒါနိုင်ငံလေရွေးစင်ထဲမှာပါလာနိုင်တဲ့ကလေးလေးပဲဖြစ်ပါတယ်ဆိုတော့ဒီကလေးလေးကလာမဲ့နှစ်ဒီမှာရောဆက်ပြီးတော့ဘလို့ခြေစွမ်းကောင်းတွေထပ်ပြီးပြသွားမယ်ဆိုတော့ကျွန်တော်ဆက်ပြီးတော့ပရိတ်တတီကတော့ရင်ခုန်ပြီးတော့ ြည့်နေရဖို့တော့ရှိပါတယ်နော်ဒီကစားခဲ့တဲ့ပွဲမှာအထူးသဖြင့် Manchester United နဲ့ FA ဒါလူငယ်ပွဲမှာသူပြခဲ့တဲ့ခြေစွမ်းကပရိသတ်တွေကိုတော်တော်လေးလှုပ်ခတ်စေခဲ့တော့ပေါ့အဲ့ဒီပွဲမှာတော့ဒါနာမည်စပြီးတော့ထွက်လာတယ်လို့လည်းပြောရမလို့ဖြစ်တာပေါ့နော်အဲ့ဒီပွဲမှာသူတည်တည်ငြိမ်ငြိမ်နဲ့ကိုကစားပြီးတော့မှဖျက်တော့မှုတွေကောင်းကောင်းလုပ်နိုင်ခဲ့တဲ့အတွက်ပရိသတ်တွေဟင်ကနဲ့ဟာကနဲ့တွေဖြစ်ကုန်တော့ဆိုတော့ဒီကလေးရဲ့စွမ်းဆောင်ရည်က နည်းနည်းနော်နော်စကေးတော့မဟုတ်ဘူးဆိုတော့ယုံစကေးမဟုတ်ဘူးပြောရတယ်တော့ဆိုတော့ကျန်တဲ့ကစားသမားတွေတဲ့ဒါနောက်တန်းမှာကစားတဲ့ဒူရီကြားထဲမှာအာထင်ထင်ပေါ်ပေါ်လေးဖြစ်သွားတာပေါ့သူရဲ့စူးစမ်းမှုတွေတည်ငြိမ်မှုတွေကထင်ထင်ပေါ်ပေါ်လေးဖြစ်သွားတယ်ဆိုတော့ဒီကစားသမားလေးကိုတော့အာဘသူကမှတော့တိတ်တော့မတိကြသေးဘူးဒါပေမဲ့ဒီသူစွမ်းဆောင်နေတဲ့အရာတွေ ပွဲတွေမှာအာတစားတစားနဲ့သူ့နာမည်လေးကပေါ်ထွန်းလာခဲ့ပြီပေါ့နော် နာမည်လေးကမာလီအဲလစ်ဆိုင်မွန်နာမည်အပြည့်စုံอ่ะဆိုတော့ပရိသတ်တွေကလည်းသူ့ရဲ့ခြေစွမ်းလေးအပြည့်စုံကြည့်ကျင်တော့ YouTube တွေမှာတော်ပြီးတော့အဲနာမည်လေးကိုစိုက်ပြီးရိုက်ပြီးတော့အာလိုက်ကြည့်လို့ရပါတယ်။အားလုံးပဲတွေ့အားလုံးကိုကျေးဇူးတင်ပါတယ်။